က်မိလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဆရာကြီးနာမည်နဲ့ဒီမှာတောင်းဝန်ထားတဲ့အပိုင်းလေးပြပြပါကျွန်တော်ဒေါက်တာဝင်းလင်ပါဒုတိယညညာဝန်ရုပ်ကိုယ်တိုင်ဦးကြီးဌာနပါဒီမှာတာဝန်ယူထားတာတော့ကျွန်တော်တို့စတင်ဆေးရုံဖွင့်လှစ်ကနေကကျွန်တော်အုပ်ချုပ်ရေးဘက်အနေနဲ့ကျွန်တော်စီမံခန့်ခွဲမှုတာဝန်ယူထားပါတယ်ကျွန်တော်28ရက်နေ့ကရင်မလင်းလှုပ်ပြနောက်ပိုင်းမှာကျွန်တော်တို့ဒူနာတွေများတော်တော်များများကတော့ကရင်ဆောင်ဆေးရုံညာနဲ့တာဝန်ခံပြီးကုတာပေးပါတယ်ကုတာပေးတဲ့အခါမှာကျွန်တော်ဒီရှေ့ကြမယ်ဆေးရုံကိုဖွင့်လှစ်ဖွင့်တာတော့အကြီးကြီးရဲ့လမ်းညွန်ချက်နဲ့ကျွန်တော်ကစတင်ပြီးတော့ဖွင့်လှစ်တာကတော့30ရက်နေ့ ဒီညနေပိုင်းတော့မှကျွန်တော်စပြီးဖွင့်ပါတယ်ဖွင့်တော့ခါကျကျွန်တော်တို့ကနေဆောင်အားလေးပြီးတော့မှထိခိုက်တန်ရာရတဲ့လူတွေကိုကျွန်တော်တို့ဒီဘက်မှာရှေ့ပြောင်းပြီးကုသပေးတာဖြစ်ပါတယ်ရှေ့ပြောင်းစဉ်ကာလကတော့လူနာ25ယောက်စတင်ပြီးတော့ရှေ့ပြောင်းပြီးတော့ကျွန်တော်တို့အခုချိန်ကတော့အခုချိန်မှာတော့ဂရင်း100အထိကျွန်တော်တို့တိုးမြင့်ပြီးတော့လူနာတွေကိုပုံမလက်ခံပြီးတော့ကုသပေးလျက်ရှိပါတယ် အခုဆိုရင်တော့ကျွန်တော်85ရောက်တိလက်ခံကူတာပေးနေပါတယ်ခင်ဗျခွဲရစိတ်တိုင်းလည်းကျွန်တော်ဆောင်ရွက်လည်းရှိပါတယ်ဒီခွဲစိတ်တဲ့ခါမှာတော့ကျွန်တော်တို့ဒီအယိုးထုတ်ခုဆံဝင်နေရောနောက်အမေရိကန်တွေလာရောကိုညီတဲ့အခွင့်အရေးရောခွဲစိတ်ကူတာလည်းရှိပါတယ်ခင်ဗျကတော့ကျွန်တော်တို့တရားဆန်အနေနဲ့ကျွန်တော်ပြင်ထားပါတယ်အားလုံးပါလေကနေတရားဆန်တယ်လို့ပြစီပြရတယ်ပါတယ်အားလုံးပြင်ထားပါတယ်ဝန်ထမ်းအင်အားတွေပါတယ်ရောကျွန်တော်တို့ဖြည့်ကြီးဆောင်ရွက်လည်းရှိပါတယ်လူဝတ်ချက်တွေကတော့ကျွန်တော်တို့ဒီလူနာများလာတဲ့အများလူဝတ်ချက်တွေရောရှိပါတယ်ဒါပေမဲ့တိုးတိုးလည်းပဲနေပြီးတော့ကောင်စီရဲ့ ်ပြန်ကြည့်ကြမှုကပံမိုးမှုပေါ့။နောက်ဌာနဆိုင်ရာတည်တည်ပံမိုးမှုကြည့်ကြမှုနဲ့ကျွန်တော်တို့ဒါနေ့ကျင်ကြုံတွေ့ရတဲ့ပြဿနာတွေကိုကျွန်တော်တို့ပြေလည်အောင်ဖြေရှင်းလည်းရှိပါတယ်။သူကြကြအခက်အခဲရောရှိပါ။ကျွန်တော်ဒါငလျင်တန်းခံတဲ့လူနာတွေတည်းကနေပြီးတော့မှခွဲစိတ်လို့ခွဲစိတ်ဖို့ကြံနေတဲ့လူနာတွေကိုကျွန်တော်တို့ခွဲစိတ်ဖို့ရှိပါတယ်။ခွဲစိတ်တဲ့ဟာလည်းကျွန်တော်တို့ကစောင့်နေရတဲ့လူတွေလည်းရှိပါတယ်။အဲ့ဒါတွေကိုကျွန်တော်တို့ခွဲစိတ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီဒီလုပ်ငန်းတွေတော့ပြီးဆုံးသလောက်ဖြစ်သွားမှာပါ။ ကျွန်တော်တို့ဒီခွဲစိတ်တာနဲ့တခွဲတို့တတ်မှန်တို့ဟိုအကုံပေါ့လေအစုံပေါ့ပြည့်စုံကိုကျွန်တော်ဒီတမတော်စေတဖွဲ့ရနေပြီးတော့မှဟိုတိဆောက်တာလာရှိပါတယ်နောက်အမေရိကန်အဖွဲ့ရလည်းဒီဟိုတိဆောက်ပြီးတော့မှဒီနေ့ ညနေဆိုရင်တော့ကျွန်တော်ပြီးစီမှာဖြစ်ပါတယ်အဲဒါဆိုရင်တော့ကျွန်တော်ကနှစ်ခုလုံးအောင်တုံးပြီးပြီးတော့မှခွဲဆွေးမှုတွေပို့ပြီးတော့မြန်မြန်ဆန်ဆန်လုပ်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလူနာတွေကတော့ကျွန်တော်တို့ဂရင်းဆောင်ကနေပြီးတော့မှဒီဘက်ကိုရွှေ့ပြောင်းပြီးတော့မှဒီလေလုံမိုးလုံထဲမှာရွှေ့ပြောင်းတဲ့အတွက်ဂရင်းဆောင်မှာဟိုအနေအားခက်ခဲဖြစ်နေတာနေမှာရွှေ့လိုက်တယ်လူနာတွေကတော့စိတ်ချမ်းသာမှုရှိပါတယ်တခါတခါတလေငလင်လှုပ်တဲ့အပိုင်းလေးဆိုရင်တော့တို့တို့ကြောက်လန့်တဲ့အပိုင်းလေးတော့ရှိပါတယ်အချင်းချင်းတော့ကျွန်တော်တို့ကျမိုက်ဝန်ထမ်းတွေလိုက်လံအားပေးပြီးတော့မှမကြောက်ဖို့မလန့်ဖို့နဲ့ကျွန်တော်တို့ကြောက်ကင်းဖို့သာတဲ့ဟို 阿比上来了是吧？ မဆုစုလန်လို့ခေါ်ပါတယ်ရှင်။နေတာဒီသပြူသီးသီးမျိုးနယ်ပါနဲ့ AC ဗီလာထဲမှာနေတာ။ငလင်လောက်တဲ့ချိန်မှာကျမကသမီးတို့ကိုចောင်းကြိုပြီးပြန်လာမှအိမ်ထဲမှာထမင်းကျွေးနေတာ။ထမင်းကျွေးနေတဲ့အချိန်လေးမှာရုပ်တရက်လှုပ်သွားတာလှန့်သွားတာပေါ့နော်။အဲ့မှာဟိုဘာမှလှုပ်လှုပ်ချိန်မရဘဲနဲ့ဟိုတားမိနှစ်ယောက်ထမင်းစားနေတန်းလန့်နေဟိုရေချိုးကန်းဆက်လက်ပြပြိုကျလာတဲ့အချိန်မှာရှောင်းချိန်တင်းချိန်မရဘဲနဲ့သမီးအကြီးကိုကယ်တာ ကယ်တဲ့အချိန်မှာတမိကြီးကတော့လုံးလုံးကြောက်ပြအဲဆလက်ပြားကြီးပြီသွားပြီးတော့မှကျမက6ရောက်ပြီသွားတာအဲ့မှာကျမဩတာပေါ့အဲဒီမှာဩတဲ့အချိန်မှာဒီကျွန်내ကျမအမျိုးသားလည်းတက်လာတယ်တက်လာပြီးတော့ကျမတမိကြီးကိုဟိုကျမဒီကြောက်ပြအောင်မှာတမိကြီးရှိတယ်အရောင်းကယ်သွားပါတမိကိုရောင်းအသက်ကိုရောင်းကယ်ပေးပါခဲကျမကိုထားခဲ့ဆိုပြီးတော့အဲ့နဲ့သူ့သူ့အမျိုးသားကိုကလေးကိုရောင်းပေါခိုင်းပြီးတော့ကယ်သွား ဆေးရုံအမြန်သွားခိုင်းလိုက်တာဟိုငါ3မိနစ်5မိနစ်လောက်နောက်ကျရင်တော့တမိကြီးကတော့အသက်ဆုံးရှုံးနိုင်ပဲရှိရပေါ့ဒါအတကယ်ဥလို့လည်းအသက်ရှင်သွားတာပါသားမိနှစ်ယောက်ဖြစ်သွားတာခြေထောက်ကဒီချီချင်းဝဲအထွဲနှစ်ချောင်းသလုံးကျိုးသွားတာကြောက်ပတ်တီစီပေးထားပါတယ်ကုသမှုပိုင်းကတော့သူတို့ step by step သွားနေတယ်ပေါ့နော်အခုဒီအဝမ်းလှုပ်ရှားမှုနေတော့တွေးကြောတွေထုံးနေတယ်ပိတ်ပိတ်ပြီးတော့ဒီနှလုံးတွေပါတယ်ပေါ့နော်တွေးစီစီလက်ပတ်တဲ့အချိန်မှာနှလုံးကိုထိမှဆိုလို့ဆိုတော့တွေးချဲသေးထိုးပေးထားတယ်ပေါ့နှစ်ရက်ရှိပြီ ထိုးပေးထားတော့အခုလူကနေရထိုင်ရလဲတက်တာလာတယ်သူတို့ operation ကတော့ခုန plan ထဲမှာတော့ထည့်သွားပါပြီအဆက်ဆက်ရပြည့်စုံပါတယ်အဆင်လဲပြည့်ပါတယ်ဟိုအားလုံးပေါ့နော်အကုန်လုံးအဆင်ပြေကြပါတယ်အလူရှင်တွေကလည်းပဲအမြဲတမ်းလာပါတယ်အားပေးတယ်လှူကြတယ်ဒီဆက်ဆက်ရပြည့်စုံတယ်တကယ်ဝယ်ကျေးဇူးတင်ပါတယ်လို့အလူရှင်တွေအားလုံးတက်ရှိကြမှာပျော်ရှင်ကြပါသည်လို့ကာယောကပြီးပြီးမှကင်းဝေးပြီးတော့မိသားစုတွေတက်ရှိကြမှာပျော်ရှင်ကြပါသည်လို့ မြို့တနာထော်မှာအသက်က34နှစ်ပါဟိုဧရာရှိမြို့တရက်ကွက်စိတ်တဒုက္ခလာအဲ့နမနှစ်နှစ်လေးအိမ်ဖေဖေနဲ့သမီးနဲ့သမင်းစားနေတော့အဲ့ငလင်းအတန်ကြီးကညီကြီးတွေကနေအတန်ကြီးထွက်ပြီးတော့လေဟောအတန်ကြီးထွက်ပြီးတော့အိမ်ရဲ့ဒီအိမ်ခန်းထဲကဟိုနယံနေရသမီးတို့တဖားနေရပေါ့ပြုတ်ကြွားွာဖေဖေကတော့အဲ့အုပ်ပုံတွေကနေဆွဲနှုတ်ထားရဆွဲနှုတ်ထားရဖေဖေကကြောတွေလည်းပြက်ဆုပ်ွာခေါင်းကလည်း15ချက် ရှောက်ထားရခန်းနဲ့ပြစ်ထားလောလောဆယ်ဘာမှတော့မလုပ်ပေးသေးဘူး။ခြေတော့ကတော့အရင်2016ကအက်ဆီဒန့်ဖြစ်တဲ့စတီဖလိတ်မြားကွက်ထော်ဝါအဲတော့စတီချောင်းပြန်ထည့်ပေးထား။ operation ပြန်ကင်ပေးထား။အမေရောခါယိုကျိုးရယ်။တမီးကတော့ဒီဖြစ်ပမိုးကွဲပြီးတော့ခြေတကြွယ်ကျိုးဝါတယ်။ပြီးတော့တင်မစုံရိုးကျိုးတယ်။ပြီးတော့စီးကုံရိုးကျိုးဝါ။အိမ်ကတော့လုံးဝရရမရှိတော့ဆေးကုသမှုခံရတာ28ရက်နေရဖြစ်တာဆို28ရက်ရောက်ရောက်ရှင်းမဲ့ဒီကိုလာလိုက်တယ်။လာပြီးတော့ဒီမှာသူတို့လိုအပ်တဲ့နည်းနည်းတော့ ကိုတနိုင်ငံလုံးတိုင်းနိုင်ရဆိုတော့ကိုကိုလည်းဆောင်ကိုလည်းတော့စောင့်ရပါတော့လှုပ်ပေးပါဆရာဝန်တွေအကုန်လုံးလူလူရှင်တွေကတော့အကုန်လုံးလူတန်းမှာရေးဆိုရေး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 တန်းပိုင်ရှင်တွေကလည်းရေးတန်းပေါ့အွှေရရတဲ့အွှေရအကုန်လုံးထမင်းဆိုလည်းထမင်းအကုန်လုံးလှုပ်ကြပါအဲ့ဒီ28 29 30ထိကတော့အလူရှင်တွေမရှိဘူးဒါပေမဲ့အမြန်တွေဝယ်စားရဝယ်စားရတဲ့ကလည်းဝေးတော့အဲအဲ့တော့ကတော့အဲ့3ရက်လောက်ကဒုက္ခတော်တော်ရောက်တယ်ဒီအဲ့ဒီနောက်ပိုင်းကစပြီးတော့ အဲ့လိုချိန်နေထားရရလာပါတောက်လျှောက်လာပါဟုတ်ကျမရှာနာကြပါစေလို့ကက်ကြီးသုံးမားကနေကြော်လောက်နိုင်ကြပါစေလို့ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့